င်းနှောင်ပါတဲ့ရုပ်ရှင်ကောင်းယုံတင်တဲ့အခါလူလာမကြည့်ရင်မင်းတာဝန်ယူမလားဆိုတဲ့ပရိုဂျူဆာတွေဒိုင်တိုင်လည်းရှိကျွန်တော်ကဘ누구ကားရိုက်ခေါ်မလဲဘ누구ပွဲငါမလဲစောင့်ရတဲ့အလီသားဖြစ်မို့ဟုတ်ပါဗျာအိုးကျွန်တော်ကလည်းပုံဝင်နေလေရိုးသားပဲပြောရမယ်တပတ်ကမငိုင်းတပတ်ကငါးသိတယ်လေဒီတော့နှစ်ဖက်တည်းရှိတော့ဟုတ် ဟိုဘက်ကလည်းမငါအောင်ဒီဘက်ကလည်းမငါအောင်ဟိုဘက်မှလည်းမရဲရအောင်ဒီဘက်ကမှလည်းမရဲရအောင်ဆိုတော့အဲ့ဒါပေါ့ကြားထဲကငုတ်တုံမိတော့ဟုတ်လားအားလုံးမိလာပါခမရအောင်ကပြောချင်ရှိနေခမရဘာဖြစ်လို့တော်နေကြီးအခုချိန်မှအောင်မြင်သေးတာလဲအောင်ရင်အမြင်လေးပြောချင်ရှိနေခမရမိုင်းလေးမမပေါ့ အတိတ်ခန့်နှချက်ရှိတယ်။နံပါတ်၁အချင်းချင်းမရှိလုံးကြတာအချင်းချင်းမရှိလုံးရင်ဘလိုမျိုးကြံတို့ကိုတိုက်မှာလဲ။နံပါတ်၂ရန်ညာရှိမပြတ်သားတာခလူကိုနားလေပေးလိုက်တီလူကိုနားလေပေးလိုက်အဲ့ဒါလုံးလုံးမရဘူးရန်သူဆိုရင်အပြတ်တိုက်ရမယ်။အချင်းချင်းအချင်းချင်းရှိလုံးကြပါပြီးတော့ရန်ညာရှိပြတ်သားကြပါ။မော်ဘန်ကြိုးချက်မနော်။ ဒါကတော့ normal ကိုမိမေဖို့တော့ဒါအောင်လို့အဲ့တော့ number 8အရေးကြီးဆုံးပဲခေါလမျိုးတွေအလုံးပဲသဘာဝဘေးနဲ့မေးပေးတယ်မှာအမြန်ဆုံးကင်းဝေးကြပါစေလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ကိုကြစ် revolution channel လေးကပြန်လည်ကြိုဆိုလိုက်ပါတယ်ဗီဒီယိုတွေရရှိမလို့သွားပေးကြမှာတော့ယနေ့အော်တိုဘာလ12ရက်နေ့တရင်ဝင်နေရဲ့မနက်ပိုင်းထီနောက်ဆုံးရရှိသတင်းချို့ကိုတင်းချို့ဖော်ပြပေးသွားမှာဖြစ်ပြီးတော့သတင်းကောင်းလေးပဲဖြစ်တဲ့တော်လမ်းမျိုးတွေအလုံးပြီးတော့ရွှေနဲ့နားဆင်အောင်မှာဖြစ်ပါတယ်နောက်ဆုံးအနေနဲ့ကတော့စစ်ကောင်းဆောင်တွေက၎င်းတွေကိုကြစ်စီပေါက်အတွက်နိုင်ငံတော်အာဏာကိုအတင်းဓမ္မမတရားသဖြင့်သိမ်းပိုက်ထားတာဒီနေ့မှဆိုရင်တော့1915ရက်ရှိပြီဖြစ်ပါတယ် မနိုင်ငံတော်တရက်တာတွင်စစ်ကောင်စီကစစ်ကွေးတွေဆုံးမှုစင်းမှာတော့အချင်းမီနဲ့ဖောက်ကန့်မျိုးတွေမှာတော့ရည်တလူမရတဲ့အသေးများနေပါတယ်။မကွေးတိုင်းစလင်းမျိုးတွေမှာလည်းရည်တလူမရတဲ့အသေးများနေပြီးတော့တော်လိုင်းရဲဘော်တူကတော့စစ်မကောင်းစွာနဲ့ကြာဆုံးခဲ့ရပါတယ်။တိုင်းတိုင်းချောင်းမျိုးတွေမှာတော့စစ်ကွေး၅ကောင်နဲ့နေတိုင်းတိုင်းပလောမျိုးတွေမှာတော့၄ဦးလင်းဝင်ရောက်ခဲ့ကြောင်းလည်းရှိရပါတယ်။ Brown သတင်းပုတ်နေနဲ့ကတော့မင်းအောင်လှိုင်ရဲ့လူတော်မင်္ဂလာပွဲကြီးပေါ့ဗျာ။ကြောင်ရတော့တင်းကျူကာလာကြီးဆိုတော့လေမင်းအောင်လိုင်းနေလူတော်ပေးနေတာကတော့အမြဲတမ်းမသိတဲ့အတိုင်းပါပဲ။ဒါကတော့ ်အာကာမမာလာကနေပြီးတော့အခိုင်တက်တော်နဲ့ပူပေါင်းတက်တီအတွက်ဆိုပြီးတော့တင်းကျွအလူကြီးကတော့နဲ့ရေကန်ဘာလုံးပင်မဗျူဟာဂုံစကန်သိမ့်တိုက်ပွဲကြီးမှာတံပိုးရှိတဲ့ဆက်လက်နေပစ္စည်းဟာဂုံတပင်ကြီးနဲ့အလူဒါရကကြီးမင်းအောင်နိုင်ကလူတန်းခဲ့တယ်ဆိုပြီးတော့ထုတ်ပြန်ထားတယ်လည်းတွေ့ရှိနေရနေတာပါပဲနောက်ထပ်မှာလည်းကပ္ပစာဆက်ယုံတွေကိုတစ်ခုပြီးတစ်ခုအလူပေးအောင်မှနေထားတယ်လည်းတွေ့နေရတာဖြစ်ပြီးတော့ပေါ်လန်ပြည်သူတွေနေလဲပေါ်လန်ရဲဘော်တွေရဲ့စိတ်ဓာတ်နဲ့တိုက်ခိုက်နေတဲ့ပွဲတွေကိုနောက်ကနေပြီးတော့အမြဲတမ်းနေစင်နေမြဲတော်လိုင်းသီးတော်လိုင်းသီးမြေပြပဲအပင်းကြပါဘူးဒီနိုင်ပြီးထမှန်ဥစော်ပြေးကြပါမယ် ောက်ထပ်သတင်းပုံအနေနဲ့ကတော့ရှီတန်းမှာမင်းအောင်လိုင်းရဲ့စစ်ကွေးတွေဘလောက်ထိတောင်ကြာနေလဲဆိုရင်တော့မြန်မာနိုင်ငံတဝမ်းတိုက်ပွဲများတည်ဆုံသွားတဲ့အရာရှိနဲ့စစ်သားများရဲ့ကျန်ရသူမိသားစုတွေကိုရန်ကုန်မြို့တကုံမြို့တစ်တောင်မှရှိတဲ့၄၀၀၀ခန်းစစ်မှုဒဏ်အောင်အိမ်ယာတစ်မှာမဲဖောက်ခန့်ပြမယ်ဆိုတဲ့အကြောင်းမုတ်ဆိုးမများသူတိုက်ခန်းရကြမယ်ဆိုတဲ့အကြောင်းလည်းမင်းအောင်လိုင်းကပြောထားတာတွေ့ရှိရပါတယ်။ကဲအဲ့ရက်ွက်ကူတော့မုတ်ဆိုးမရက်ွက်ဆိုပြီးတော့ပေးရမယ့်နေထားတစ်ခုဖြစ်ပြီးတော့တိုက်ခန်းလိုချင်တယ်ဆိုရင်တော့နင်တို့ရဲ့ယောက်ျားတွေရှိတဲ့မှာအမြန်ကြွကြပါစေဆိုပြီးတော့စူတာဖင်မှုတော့ထောင်ပြီးစူတောင်းပေးတော့ ဥတော်ပြီးရအောင်နောက်တစ်ခုအနေနဲ့ကောမဲနိုင်လဲမဲပေါအောင်လဲနိုင်ကြအောင်ပေါ့ကောကျမစစ်တဲ့ဟာစစ်မှုထောင်းအိမ်ရမျိုးသစ်ဖြစ်အကုံမျိုးသစ်တောင်ပိုင်း၄00ကံမှာအိမ်ကမ်းပေါင်း၄00ကံပောင်းဝင်တဲ့မျိုးအသစ်စီမံကိန်းကိုတိစောက်လျက်ရှိရာအဆိုပါအိမ်ရအစ်မတိုက်ပွဲတွင်ကြဆုံးခဲ့ရရှိတဲ့စစ်တဲ့မြောက်ကိုအခမ်းအနားပေးရမယ်ဖြစ်ကြောင်းလည်းသိရှိထားပါဗျ။ဘလောက်ပဲပြေးပြေးတော်လိုင်းပြီးတဲ့နေ့ကတော့နေတော့ကိုလမ်းပေးကမြောင်းနေရောက်တဲ့နေ့ဆိုတော့မှတ်ထားဖို့လိုအပ်ပါတယ် နောက်ထပ်သတင်းပုံအနေနဲ့ကတော့အကြံပတ်စစ်တရားပြည်သူစစ်ဗျူဟာဖြင့်တိုင်းရင်းသားချင်းချင်းပြည်သူချင်းချင်းတိုက်ခိုက်စေရန်ထိုးလှုံ့ဆော်နေတယ်လို့ KIA ကိုပြောခွင့်ရဗိုလ်မှူးကြီးနော်ဘူးကထုတ်ဖော်ပြောကြားထားတာတွေ့ရှိရပါတယ်။အကြံပတ်စစ်ကော်မရှင်ဟာတိုင်းရင်းသားဒေသများမှာတိုက်ခိုက်ရန်နဲ့နေမြေစိုးမှုများရရှိစေရန်အတွက်အဓိကပြည်သူစစ်ဗျူဟာကိုပုံမှန်သုံးချလာပြီးရင်းဗျူဟာပြည်သူချင်းချင်းတိုင်းရင်းသားချင်းချင်းတိုက်ခိုက်ရေးတွေ့ထိုးလျက်ရှိကြောင်းနဲ့ဝါယာစု ပြည်သူစစ်ကောင်းဆောင်မင်းစီတန့်နဲ့ဖွဲ့မှလည်းဤစစ်တပ်နဲ့ ပြည်သူစစ်ဘီဝါအောက်မှာဖွဲ့စည်းထားခြင်းဖြစ်ပြီး KIA နဲ့ PDM များကိုတိုက်ခတ်ပြီးတင်နန်းစင်ဘွတ်မှာပြောဆိုမှုများကိုလည်းသိရှိထားကြောင်းအောင်ဝါပြောထားတာတွေ့ရှိရပါတယ်။အော်တိုဘာတရက်မှာပြုလုပ်ခဲ့တဲ့ Wire Suit ပြည်သူစစ်တပ်ဖွဲ့ရဲ့စစ်တင်နန်းစင်ပွဲမှာစစ်တပ်လောက်အခမ်းပြည်သူစစ်တဲ့ခေါင်းဆောင်မင်းစီတန်းကစစ်တပ်နဲ့တွေ့ဖက်ပြီးတော့ KIA နဲ့ PDM တွေကိုအပြတ်အသတ်ခြေမုံသွားမယ်လို့ထုတ်ဖော်ပြောကြားခဲ့တာလည်းသိရှိထားတယ်လို့လည်း KIA ဝဲပြောရေးဆိုခွင့်ရဗိုလ်မှူးကြီးနှုတ်ကပြောထားပါဗျ။ကဲအဲကောင်ပြီးလို့ပါတော့ကွာ။ဘလို့ကြိတ်မလဲဆိုတာကတော့ပြည်သူတွေစောင့်ကြည့်ရမှနေတာတခုပါပဲ။ နောက်တဲ့တဲ့ဘုံအနေနဲ့ကတော့ကျမ်းပီရမ်းပီရေးပီလူဆိုတဲ့အတိုင်းပါပဲမုံပီနဲ့ရေးမှုနဲ့ကြောင်းရမှာရှိတဲ့အကြမ်းမဲ့စစ်တေရဲ့ခမရ၅ခုတိတရင်ကို60မမလက်နဲ့ကြည့်ရင်လည်းပြစ်ခတ်တက်ခဲမှာတော့စစ်တပ်ကထိခိုက်မှုတွေအကြဆုံးတွေများစွာရှိကြောင်းရေးပီလူတပ်ဖွဲ့ကတရင်မှုကနေပြီးထုတ်ဖော်ပြောကြားထားတာတွေ့ရှိရပါတယ်အဲ့တက်ခတ်မှုဖြစ်ပေါ်ပြီးနောက်မှာတော့အကြမ်းမဲ့စစ်တေဟာအဲ့ဒီညမှာပဲ12နာရီခန့်မှာလက်နဲ့ကြည့်နဲ့ပြန်လည်ပြစ်ခတ်တက်ခဲ့ခဲ့တော့လေတော်လိုင်းတပ်ဖွဲ့များကထိခိုက်မှုရှိကြောင်းသိရှိရပါတယ်ကဲရေးပီလူရဲ့မျက်နှာကိုကြည့်ပါအောင်ဗျစိတ်မဲဆိုတဲ့ပုံစံကြီးပါပဲဟုတ်တဲ့တင်ဖို့အနေနဲ့ကတော့အားလုံးတည်တဲ့အတိုင်းပဲ ဘောကိုအားရပါရမှတ်နေတဲ့ဒိန်းအောင်တကောင်ဘောမမီတို့ဘဝတွေပြက်နေတဲ့အကြောင်းပြည်သူတွေကိုမျက်ရည်ချူနေရတွေ့ရပါတယ်။အဲကျွန်တော်တို့ဒီနိုင်ငံရေးတင်းကြီးနေမှာအာကျွန်တော်တို့တွေကဟိုဘယ်လိုကျွန်တော်ပုံမနေပြောကျွန်တော်တို့ကအမျိုးဘာသာတာသနာကိုချစ်တာဗျ။ကျွန်တော်ဗုဒ္ဓဘာသာလို့အာကျွန်တော်မနက်မိုးလင်းမျက်နှာသိတဲ့တရဏဂုံတင်မိတာဘုရားသာအမြဲတမ်းအချိန်ပြည့်ညွတ်နေတယ်ကောင်။ဟိုကျန်တဲ့ကိစ္စတွေကတော့ကိုယ့်ဘာကိုကိုယ်ကနည်းနည်း မြန်မာလူမျိုးဗုဒ္ဓဘာသာအမကရင်သွေးနည်းနည်းပါကရင်သွေးပါလားကွာမင်းစားကရင်တွေရှက်ဖို့တော့ကောင်းပါလေမင်းကရင်သွေးပါလေဆိုစကားကိုပြောစမ်းပါနဲ့ကဲလက်ရှိချိန်မှာတော့တော်လိုင်းလို့တဲ့သူတွေကဖះမရှိဘူးတဲ့သူတွေဖြစ်နေပြီဓမ္မနဲ့အရမတော်နားမလဲပဲနဲ့ဖះရှိဘူးနေတော့မင်းဘာဆက်ကဖះဖះလက်ကကာယကာယကောင်ဖြစ်ပြီးလွဲပြီးဘာမှဖြစ်လာစရာကြမရှိဘူးစကားပြောကြမ်းရင်ကြမ်းလိမ့်နှလုံးသားတော့လူအဲ့တော့ဟုတ်ကဲ့ပွဲနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုရင်တော့ ပွဲငားတွေလည်းနေသွားဇက်ကားတွေလည်းမရရတချို့ဆိုရင်ဒါရင်ထဲခံစားချက်ကလေးမျိုးပေါ့ဒိန်းအောင်ပါတဲ့ရုပ်ရှင်ကောင်းယုံတင်တဲ့အခါလူလာမကြည့်ရင်မေတ္တာဝင်ယူမလားဆိုတော့ producer တွေဒိုက်တာတွေလည်းရှိမင်းတို့တီထားပါတကယ်ပြည်သူတွေ BC လောက်ပြီးဆိုရင်မင်းတို့ဘောမှချင်းချင်းတော့ယူပြီးတော့မတော့ဘူးဆိုတာမသိထားဘူးလို့တဲ့မတက်ပါတော့ အဲမရိုက်ရခြင်းအကြောင်းရင်းပြီးတော့ကျွန်တော်တို့မှာမြမအတန်တို့မြောက်တွေရုပ်တန်တွေရှိတယ်ပြီးတော့ကြတော့လေပရိုဂရမ်နဲ့လည်နေတဲ့အခါကျတော့အာတနည်းတစ်ချိန်လောက်တော့မြောက်တွေရိုက်ရပါတယ်မြမအတန်ကတော့တစ်ခါပဲရိုက်ရသေးတယ်အခုချိန်ကြီးတော့ဘာမှမရိုက်ရတော့ဘူးပေါ့နော်ရုပ်မရဘူးအာနောက်တစ်ချက်ကျွန်တော်ဒီအခင်းချင်းကာလမှာကျွန်တော်တို့အပြင်ပွဲတွေဘာမှမမကတော့ဌာနဆိုင်ရာပွဲတွေရှိနေပါဟုတ်လားအချို့ ဟိုတိုင်းနေတိုင်းယုံနေပါအဲ့လိုပွဲတွေရှိနေအဲ့လိုပွဲတွေက2003ခုနှစ်လောက်က2023ခုနှစ်လောက်ကကအခု2024 25မှာအဲ့ဘက်တွေလည်းပွဲမကောက်ဘူးကျွန်တော်ကဘယ်သူကားရိုက်ခေါ်မလဲဘယ်သူပွဲငားမလဲစောက်ရတဲ့အလီသားဖြစ်တော့ဥပမာဗျာဟိုကျွန်တော်ကလည်းပုံဝင်နေလေရိုးသားပဲပြောရမယ်တပတ်က မငားရင်တပတ်ကဆုံးငားသေးတယ်လေဒီတော့နှစ်ဖက်တည်းရှိတာ哦အဲ့တော့ဟိုဘက်ကလည်းမငားဘူးဒီဘက်ကလည်းမငားဘူးဟိုဘက်ကလည်းမရရောက်ဒီဘက်ကလည်းမရရောက်ဘူးဆိုတော့အဲ့တော့ဂျားတဲ့ငုတ်တုံမိတော့အဲ့တော့ကျွန်တော်ကကျွန်တော်တို့ဝဲမကရတာကြလို့ဘယ်လိုခေါ်မလဲတော့အေးဟိုစားလို့တောက်လို့ရပါတယ်အချို့ကျွန်တော်နဲ့ဆက်နွယ်ပတ်သက်တဲ့ပုံကိုယ်ကြီးပေါ့မင်းစားလို့တောက်လို့ရတာပေါ့စားထားတာနေမှာမနေတာယူ ့စီးရုံးဝင်နေပြီဆိုလို့ရှင်တော်တွေပွဲတွေပါတိတ်မရကြတော့စိတ်မကောင်းတော့ဖြစ်မိမှာပေါ့အနုပညာသမားဆိုတာကတော့အနုပညာအလုပ်ကိုလုပ်နေရမှာအသက်ရှင်တော့အခုအဖေကြီးတယောက်ကိုပဲအသက်80 80လောက်ရှိတဲ့အဖေကြီးတယောက်ကိုပဲမိပွဲလေးတစ်ပွဲတော့လိုက်ခဲ့ပါဆိုအဲ့မှာသူတို့ဒီနေ့ခေါ်လိုက်တယ်တပတ်ခါထွက်ခမယ်ဆိုရင်အဲ့ဒါမနက်ပြန်မနက်လောက်ကစားပြီးအဝတ်စားထည့်နေတာအဲအဲ့လိုပေါ့အနုပညာသမားဆိုတော့အဓိကအနုပညာအလုံးမလုပ်ရတဲ့အတွက်ရင်ထဲမှာတမျိုးပဲအနုပညာသမားက အလုပ်ပင်လာအလုပ်ပဲလုပ်ရမှာလေတက်ဒါနဲ့ဝမ်းစာရှာတာဟုတ်အဲ့တော့အလုပ်ပင်လာကအလုပ်ပင်လာအလုပ်မလုပ်ရတော့ယူနေတော့မကောင်းဘူးအဲလုပ်ကလုပ်ချင်တယ်ပေါ့ဟုတ်ကဲ့ကျွန်တော်တို့ဘောနော်အရင်တော့လိုပဲပေါ့အဲချို့တိုင်းပွဲတွေဌာနဆိုင်ရာပွဲတွေလဲမလင်းသိရင်ခေါ်ပါဦးနော်ခေါ်ပေးဖို့လည်းကျွန်တော်ပြောချင်တယ်မင်းတို့ကခေါ်ပြီးလိုက်ကြလေကွာဘောလည်းမထားသေးမင်းတို့ကဘောကနေမထားတော့မင်းဘဘကြီးကနေပြငါဘောမထားတဲ့ကောင်လေးတခါကျတော့ပြန်လှည့်ကြည့်လိုက်ပေါ့ကွာ ဲဒါကတော့ပြည်သူရဲ့သဏ္ဍာန်ကိုရင်းဆန်ပြည်သူတွေဘောကိုဣနှိတ်တဲ့ကောင်းတွေကိုအားပေးပြည်သူတွေကိုနေ့စဉ်နဲ့အမြဒုက္ခပိနေတဲ့ကောင်းတွေကိုထောက်ခံတဲ့ကောင်းတွေရအောင်ဆုံးသွားမယ်နှောင်းဖြစ်ပါတယ်ဒါအဆပဲရှိပါသေးတယ်နေတော့ဟုတ်ကြရင်ဒီတဲ့ပူဆိုတိုင်းမင်းတို့ဝေစင်မျိုးဆက်ခံစားအောင်ပါဘယ်လိုပြောလဲမျောလင်းချက် တစုံတရာမျက်ဖြစ်မလားဗောနော်မျောလင်းချက်တစုံတရာဆိုလို့လေဟိုဟာအဲ့တချင်းဆိုခဲ့တဲ့အဆူတော်ကြီးတွားတရိရတယ်နော်အဲ့တုန်းကတော့ရဲရဲတောက်ကြီးလားမျောလင်းချက်တစုံတရာမပါဝင်ပါပဲဆိုပြီးတော့မှနော်တကယ်အဲ့တုန်းကတော့မဲဟိုကိုရီးယားတော့ကိုရီးယားစစ်တပ်တိုင်းမှာဆိုအမြင်အောင်ကက်ကက်မိသေးတယ်ဗောသိလားအခုလည်းတခါ ထပ်ပြီးအမြင်ကက်ရအောင်ညာဟောဒီလားဆိုတော့အဲ့တော့အိုက်တရှင်းဆိုခဲ့ပြီးတော့အခုတော့ဘယ်ဘယ်ဘောရောက်နေလဲတော့မသိဘူးဘောစားကျွန်တော်တို့ဟိုငပလီတို့ဘာတို့မှစီးတဲ့ဘောကိုပြောတာပါဟိုတခြားကတော့မဟုတ်ပါဘူးအဲ့ဒါဟိုဒါမျောလင်းရတဲ့ဇုံတွေကဖြစ်မလားပေါ့နော်ဒီဒီဟာလေးနဲ့ပတ်သက်ပြီးတော့လေဒါကျွန်တော်တို့ဟိုနည်းနည်းအသုံးတက်ကြည့်မှာပေါ့နော်အသုံးတက်ကြည့်မှာအဲ့ဒါလေးနဲ့ပတ်သက်ပြီးဆိုရင်နည်းနည်းပြောပြပြီးတော့ဟုတ်ဒါကျွန်တော်တို့အခု ရောအေအေကထိန်းချုပ်ထားတဲ့နယ်မြေတွေပေါ့နော်အေအေကထိန်းချုပ်ထားတဲ့နယ်မြေတွေကိုစစ်ကောင်စီအနေနဲ့အပြင်းထန်ပြန်ပြီးတော့ထိုးစစ်ဆင်လာတာကိုတွေ့ရတယ်ပေါ့နော်အော်တိုဘာလ9ရက်နေ့မှာဆိုရင်လေဒါတန်တွဲငပလီနယ်မြေနဲ့ရှင်းဆိုင်ကျွန်တော်တို့ပင်လယ်ကမ်းခြေပင်လယ်ပြင်အနေမှာခုနကစစ်တမောတွေနဲ့ဆဲအုပ်စုကနေပြီးတော့လက်နက်ကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်တာတွေရှိတယ်နောက်တစ်ခုကအော်တိုဘတ်အော်တိုဘာလ10ရက်နေ့မှာဆိုရင်လေဒါ Y8 လေရေရေ Y12 လေရေရေတန်တွဲမြို့တော်ပေါ်ဒါ၄နာရီကျော်ကြာကြာပတ်ပြန်ပြီးတော့မှဒါ Jet Fighter အနေမှာတန်တွဲမြို့ပတ်ချလဲကိုလေကြောင်းတိုက်ခိုက်မှုတွေ များဆုံးလောက်လာရပေါ့နော်အဲ့ဒါကြောင့်လဲခုနအဲကျွန်တော်တို့ဒီ AA ကနေဒီမှာစေရေးတတိရှိကြဖို့ဒါထပ်မှန်ပြီးတော့ထုတ်ပြန်လာတာပေါ့ဟုတ်ဟုတ်ကျွန်တော်တော့မဲဟိုတခုသွားပြီးတော့မှစဉ်းစားမိတယ်ပေါ့နော်ကျွန်တော်တို့နေရာကနေဝင်ပြီးတော့မှစဉ်းစားကြည့်တာပေါ့နော်စဉ်းစားကြည့်တဲ့အချိန်မှာဒါဟိုဘယ်လိုပြောရမလဲဆိုတော့ငါလားဆိုရင်လို့တရားဒါကျွန်တော်ကြံတဲ့လူတွေကိုဘာဖြစ်လို့ပြောတာမဟုတ်ငါလားဆိုရင်လို့အလုပ်လုပ်တဲ့အချိန်ရဲ့ဟိုမှာလမ်းပေါ်မှာသွားဖို့လာဖို့လိုအပ်တဲ့အချိန်ရဲ့ပဲငါမြေကြီးပေါ်တက်မယ်လို့တရား ဂျန်တဲ့ချိန်ဆိုရင်ဟိုကျင်းထဲမှာနေမှာလို့သိတာဘာဖြစ်လို့ဆိုတော့ကိုအိမ်ကိုခြံဝင်းထဲမှာဆိုလို့ရှိရင်ဥကအိမ်ဆောက်ထားတယ်ပေါ့နော်အိမ်ဆောက်ထားရင်လည်းအောက်မှာဒါမြင်းကြီးတက်ဆိုတာတော့ရှိမှာပဲခြေနှံခြေအိမ်ဆိုလို့ရှိရင်လည်းအောက်မှာဒါမြေသားအလုပ်ကတော့ရှိမှာပဲပေါ့နော်ကိုခြံထဲဝင်းတဲ့ပုံစံတွေဆိုလို့ရှိရင်အဲ့ဒီနေရာမှာကျွန်တော်တို့ဒါမိသားစုတပိုင်းတိုင်းလေးပေါ့နော်အထဲထဲဝင်ပြီးတော့မှညဘက်ဆိုရင်ကျွန်တော်တို့ အေးစဒီနားပြောင်းအောင်အေးရတယ်အိုက်ထဲဝင်အိမ့်မယ်ဒါတစ်ချက်ပေါ့နော်အချင်းချင်းတူးထားခြင်းရဲ့ဟိုရည်ရွယ်ချက်ကတော့ပေါ့နော်နေ့လည်းပဲဆိုလို့ရှိရင်လေရင်တန်ကြားတာနဲ့တခုခုကိုက channel မှာအလုပ်လုပ်နေတယ်ပဲထားဖြစ်ဖြစ်ပါဖြစ်လေရင်တန် wall ဆိုတဲ့အတန်ကြားလေရင်ကကိုကောင်းမမရောက်ခင်မှာသူကအတန်အရင်ဆုံးပိုအရင်ကြားရတာဗောနော်ကြားပြီးကမှကိုကောင်းမော်ရောက်မှာ ਉਹ အတန်းအရင်လာတာဆိုတော့အဲ့ဒီမှာတခွာဖြစ်ပြီးတော့မှအတန်းကြားပြီးဆိုတော့ねကိုလှုပ်လက်စားလှုပ်ဖတ်ထုတ်ထားခဲ့ပြီးတော့ ကျင်းနေဝင်နေလို့ရှိရင်မကောင်းဘူးလားပေါ့နော်လူတိုင်းဒီလိုမျိုးလုံနိုင်ရင်ပေါ့နော်လူတိုင်းဒီလိုမျိုးလုံနိုင်ရင်ပို့ပြီးတော့မှကောင်းမယ်လို့ထင်တာပေါ့နော်ကျွန်တော်ရန်ကုန်မြို့လိုမန္တလေးလိုလိုနေရာမျိုးတွေမှာပဲဥမာအိမ်ကားတို့ဘာတို့ဒီလိုမျိုးတွေနေကြတဲ့ခါကျတော့အထက်မြင့်နေပေါ့နော်အထက်မြင့်နေဆိုတဲ့ခါကျတော့ကိုပိုင်းမြေကွက်လည်းမရှိပါလည်းမရှိဆိုတော့နေရာမျိုးကတော့ဒါထားတော့ဗောနော်အဲကိုကိုပိုင်မြေနဲ့ပါနဲ့ရှိတဲ့နေရာမျိုးတွေဆိုလို့ရှိရင်ကျွန်တော်ကကျင်းတူးပြီးတော့မှနေစေခြင်းနဲ့ဗောနော်ဘာဖြစ်လို့လဲဆိုတော့ဒါတွန်လိုင်းတက်ဖွဲ့တွေကကျွန်တော်ဟိုဟိုတရက်ကလည်းပြောပြီးပါပြီဗောနော်အဲ ကျွန်တော်မြင်းနဲ့ရင်နဲ့ပိုင်နေမှာကျွန်တော်လေချောင်းမပိုင်သေးဘူးပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့စစ်ကောင်စီရှုံးပါပြီလို့ဝင်မခံမချင်းရှုံးပါပြီဆိုပြီးတော့မှကျွန်တော်တို့ ਨੇ ကျွန်တော်တို့ဒါထုတ်ဖို့ပြောပြီးတော့မှလက်နဲ့မချမချင်းကကျွန်တော်လေချောင်းကကျွန်တော်မပိုင်သေးဘူး။မပိုင်တဲ့ခါကျတော့ဆိုင် तू ကတော့တောက်လျှောက်ဟိုလုံနေဦးမှာပဲပေါ့နော်လုံနေမဲ့ဟာကိုကျွန်တော်ပြည်သူလူထုအနေနဲ့ကကျွန်တော်ဒါကျွန်တော်တကူရေတကာရအတွေးပါကျွန်တော်စဉ်းစားကြည့်တာငါဆိုရင်တော့ ကျင်းတူးမယ်ကျင်းတူးပြီးတော့အိုက်ထဲကိုရေရေမဝင်အောင်စနစ်တစ်ခုပေါ့နော်စနစ်တစ်ခုနဲ့လှုပ်ထားမယ်လှုပ်ထားပြီးတော့မှကျွန်တော်တို့အထဲထဲမှာအင်္ဂလိပ်မတတ်မတတ်နိုင်တဲ့လူကလည်းဒီမြေသားချင်းကိုပဲဟိုမှာတစ်လုံးလို့ဘာလို့တစ်ခုခုနဲ့ပေါ့နော်ဘေးကနေဟိုအပေါ်အပေါ်လဲထောက်တိုင်နေပါလေလှုပ်ပြီးတော့မှတခြားလေးစနစ်တကြလှုပ်ပြီးတော့ညဘက်ဆိုရင်အေးစေးလေးည7နာရီ8နာရီသူ့အတူလေးရင်လာရုံမကလို့ပဲဘာပဲဖြစ်ဖြစ်ကိုကကျင်းထဲမှာအိပ်မယ်ဆိုလို့ရှိရင်ပေါ့နော်ပို့ပြီးတော့မှအဆင်ပြေနိုင်မလားပေါ့နော်အခုဆိုလို့ရှိရင်လည်းဒါအဲချစ်ကောင်းစီအခုဒါရေရေတက်ကနေပြီးတော့မှပြစ်တဲ့ဟာလဲကျွန်တော်တို့ပြည်သူလူထုကိုလာပြီးတော့မှ ထိတယ်ဗောနော်သူတို့ကတော့သူတို့အထိနာလို့ရှိရင် စစ်ကောင်စီကသူတို့အထိနာရင်မည်သည့်နေရာမှာဆိုပြစ်ခတ်မှာဖြစ်တယ်ဗောနော်အဒါနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့ကတွားပြီးတော့ငါတို့နေရာမှာတော်လိုင်းတက်ဖွဲ့မှာမရှိတာဗောနော်တော်လိုင်းတက်ဖွဲ့မှာမရှိတာငါတို့နေရာတော့ဘာမှမလုပ်လောက်ပါဘူးဆိုတော့ကျွန်တော်တို့ဒါကိုပိုင်းထန်းထန်းကျောင်းနေရခိုင်ဘက်မှာဆိုကိုပိုင်းထန်းထန်းကျောင်းနေအကျဲခံရတယ်ကျွန်တော်တို့ဒါအညာဒေသဘက်မှာဆိုလို့ရှိရင်လည်းကလေးတွေကြောင်းတက်နေတဲ့အချိန်နေအကျဲခံရတယ်လက်နေကြီးနဲ့အပြစ်ခံရတယ်ဟိုနေ့ကလည်းစီမီတပိတ်လုံနေတဲ့အချိန်မှာကျွန်တော်တို့ဂျိုင်ရိုကော်ပရာနဲ့လာပြီးတော့မှ ကျဲသွားတယ်ပေါ့နော်ဒါဒါမျိုးတွေမဖြစ်အောင်လို့ပေါ့နော်သူကအရခါတော့အေကတော့ဒါဟိုကဖြစ်ပြီးတော့မှစိတ်ပူပန်လို့ပေါ့နော်ပြည်သူလူထုပေါ်မှာစိတ်ပူပန်လို့ဒါဟိုသူကတော့အမျိုးမျိုးထုတ်ပြန်ကြတယ်အမျိုးမျိုးထုတ်နေတာပေါ့နော်ထုတ်နေတဲ့ဟာနဲ့ပတ်သက်ပြီးတော့ပြည်သူလူထုကလည်းဒါဟိုတသွေးမတင်းလိုက်နာတင့်တယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ပေါ့နော်တခုခုဖြစ်သွားမှငိုမဲ့အစားပေါ့နော်ကြိုးပြီးတော့မှဥစ္စာကန်ဆောင်အသက်ညံဆောင်ဆိုလိုပဲတကယ်ညံဆောင်ပါတယ်နော်ကိုကိုကကိုကကိုတွေးပြီးတော့မှတခုခုလှုပ်ထားမယ်ဆိုလို့ရှိရင်ပို့ပြီးတော့မှအဆင်ပြေနိုင်ကြလေးရှိတယ်ဆိုတဲ့ဟာဒါကျွန်တော်တို့အကြံပြုနေတာပေါ့နော်ဟုတ်အခုဆိုရင်ဒါ ပြီးခဲ့တဲ့ရက်ပိုင်းအားပဲပေါ့နော် ပတိတ်လေးတဲ့စကဲဌာနချုပ်မှာဆိုရင်ဒေအုပ်96အုပ်ဆိုပြီးတော့ထပ်မံအင်အားဖြည့်ပြီးတော့ဖွဲ့စည်းထားတာပေါ့နော်ပတိတ်လေးတဲ့စကဲဌာနချုပ်ကဘုံကဟိုအများသောအားဖြင့်ကျွန်တော်တို့ဒီရက်ခိုင်ပြီးတဲ့ဟိုလေချောင်းဘုံကျဲတက်ခိုက်တဲ့လေးတဲ့စကဲဌာနချုပ်တွေကကျွန်တော်မကွေးရတော့အဓိကမေးပေါ့နော်မကွေးရနေမှာစစ်တွေကြောက်ဖြူတန်တွဲနောက်တစ်ခုညဘက်တွေမှာကျွန်တော်တို့နေပြီးတော့လေးတဲ့စကဲငှားနေမှာညဘက်တွေဒါရက်ခိုင်ပြီးတဲ့ဘုံကျဲတက်ခိုက်လေးရှိတယ်အခုနောက်ပိုင်းမှာတော့ ဒါပတိလေးတဲ့စကန်ဌာနချုပ်ပေါ့နော်ပတိလေးတဲ့စကန်ဌာနချုပ်ကနေမှတန်တွဲနေရနီးတာပေါ့အဲပတိလေးတဲ့စကန်ဌာနချုပ်နဲ့တန်တွဲနေဆိုလေမိုင်ဟာတရနှစ်မိုင်ပဲရှိတယ်တရနှစ်မိုင်ပဲဖြစ်တဲ့ရှိတဲ့အတွက်ကြောင့်သူကအချိန်တိုအတွင်းကိုဒါပတိရနေပြီးတက်ပြီးတော့လေကြောင်းတက်ခိုက်လို့ရအောင်လို့ဆိုပြီးတော့ L410 ပေါ့နော်တကယ်ပို့ဆောင်ရင်လေရင်အုပ်ထပ်မံတိုးချဲ့ထားတယ်ပေါ့ဒါပတိမှာဆိုရင်ကျွန်တော်တို့ရှိတဲ့အုပ်တွေကကျွန်တော်တို့အမှတ်61ကြားဖြတ်တိုက်ခိုက်ရေးအုပ်ပေါ့အမှတ်61ကြားဖြတ်တိုက်ခိုက်ရေးအုပ်မှာဆိုရင်ဒါ JF70 လေရင်ရှိတယ်နောက်တစ်ခုကအမှတ်62 တက်ခတ်ရေးအုပ်ပေါ့အမှတ်62တက်ခတ်ရေးအုပ်မှာဆိုရင်ဒါ G4 လေးရေးနောက်တစ်ခုအမှတ်65ကင်းထောက်လေးအုပ်အမှတ်65ကင်းထောက်လေးအုပ်ကတော့ကျွန်တော်တို့ PT6 လေးရှိတယ်ရင်တော့ဆို PC9 တို့ citation တို့ဒါ citation တို့ဘာလို့ဆိုရင်အခုလက်ရှိကတော့ဒါ citation ကတော့ကျွန်တော်တို့ဟိုစစ်သမိုင်းပြတိုင်းရောက်သွားပြီပေါ့နော်ရင်တော့ဒါ citation လေးရင်ကကျွန်တော်တို့မြန်မာနိုင်ငံမြောက်ဖက်ပူတာအိုတို့မြကြီးနားတို့မှာဒါဓာတ်ပုံတွေရိုက်ပြီးတော့အမှတ်တမ်းတင်ပေါ့ရန်ကောင်းတဲ့ citation လေးပဲဒါ US နိုင်ငံထုတ်ပေါ့အခု citation လေးရင်ကတော့နားသွားပြီနောက်တစ်ခုကအမှတ်66ပေါ့ အမ96လေအုပ်ကတော့ဟိုတနေ့ကဘုံနဲ့ကျွန်တော်နဲ့ပြောခဲ့တဲ့ L410 L410 ကကျွန်တော်တူတည်ယူဖို့ဆောင်ရေးရောနောက်ပြီးတော့ခုနလို Y ကျွဲထက်ကိုပို့ပြီးတော့ဘုံချေတိုက်ခိုက်မှုမှာပိုအားတာတယ်ပေါ့နော်အဲနောက်အမ96အမ96ကတော့ရဟန်းရင်အုပ် K28 ဆိုတဲ့လေရဟန်းရင်အုပ်ရဲ့နောက်တစ်ခုအမ98ဘုံချေလေရင်အုပ်ပေါ့အဲ့ဒါဘုံချေလေရင်အုပ်ကတော့ A5 ပေါ့ရင်တော့ A5 ဘုံချေလေအုပ်တွေကလည်းဒါပတိမာရှိတယ်ပတိမာအခုလက်ရှိကဟိုကျွန်တော်တို့ဒီရခိုင်ရဲ့စစ်မြေပြင်အနေထားကို လူကြောင်းတက်ခိုင်းမှုကောင်းကောင်းလုပ်နိုင်အောင်လို့ဒါပဋိမာဟိုပါပေါ့အုတ်တက်ဌာနတွေပို့ပြီးတော့ဖွဲ့စည်းလာတာကိုသွားတွေ့ရတာပေါ့ဟုတ်ဟုတ်တယ်ကြီးဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြည်သူလူထုအနေနဲ့လည်းဒါသတိထားသိနေတယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့အရင်တော့ဆိုလို့ရှိရင်စစ်ကောင်စီကဘယ်တော့မှမလုတ်တဲ့အချက်တွေလုတ်လာတယ်ပေါ့နော်ပထမကျွန်တော်တို့ဒါဟိုးအရင်တော့ကလည်းဒါကျွန်တော်လောက်ကိုင်းတိုက်ပွဲဖြစ်စဉ်တို့ဒါဟို ရခိုင်ဒါအခါတတော့အေနဲ့ဆိုလို့ရှိရင်တော်တော်ကြာကြာဒါဒီကျွန်တော်အနာတိတ်မှုဖြစ်စင်မတိုင်ခင်ပေါ့နော်အဲအခါတတော့အေနဲ့ဆိုတော်တော်ကြာကြာပြီးဒါကရင်ပြည်နယ်တို့ဘာတို့မှလည်းတော်တော်ကြာကြာတိုက်ပွဲတွေဖြစ်ခဲ့တာပေါ့နော်ဟိုလောက်ကိုင်းမှာဆိုလို့ရှိရင်အကြီးကျယ်ချခဲ့တဲ့အချိန်မှာကျွန်တော်တို့ဘုံကျဲလီရင်ဆိုလို့တီးတန်ရဲလို့ကျွန်တော်တို့မလုတ်ခဲနဲ့ဒါ jet fighter တွေနဲ့ပဲပေါ့နော် jet fighter တမျိုးတည်းနဲ့ပဲဒါကျွန်တော်တို့စစ်ကောင်စီကလုတ်ခဲရရနေအခုကျွန်တော်တို့ weight အများကြီးတင်ဆောင်နိုင်တဲ့ဟာပေါ့နော်ကျွန်တော်တို့တော့တခါဒါဟိုဘဝဖြစ်ပြသေးတယ်ပေါ့နော်ဟို ြောပြသေးရှင်တခါရှင်းပြတာရှိသေးတယ်ဗောနော်လေးရင်တကားဟိုဖြစ်ပြီးတော့မှနောက်နောက်ကနေတကားဖွင့် Y8 ဆိုရင်နောက်ကတကားကြီးချလိုက်တယ်ဗောနော်ကျွန်တော်တို့အဲ့ဒီအဲ့ဒီကနေပြီးပစ္စည်းတွေဒီလူလူတက်ဟိုပစ္စည်းထမ်းပြီးတော့လူတက်လို့ရတယ်ဗောနော်အဲ့ဒီတကားချလိုက်ပြီးတော့မှလေထီးခုံတာနဲ့အဲ့ကောင်နဲ့ခုံတဲ့ဟာဗောနော်အဲ့ဒီကနေပြီးတော့မှကျွန်တော်တို့ဘုံဒီကိုပင်ဖြုတ်ပြီးတော့မှလူနဲ့ပြစ်ချတာဗောနော်လူနဲ့ပြစ်ချတာဗောအဲ့တော့လူနဲ့ပြစ်ချတဲ့ခါကျတော့ကျွန်တော်တို့ ဟိုလေတိုက်နှုံနေတို့ဘာတို့တွေကြောင့်သူကဟိုလွှဲချော်မှုတွေဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့တော်လိုင်းတက်ဖွဲ့တွေသူကတော်လိုင်းတက်ဖွဲ့တွေဆိုပြီးတော့မှရည်ရွယ်ပြီးတော့ကျဲပင်မယ်လေကျွန်တော်ပြည်သူလူထုပေါ်မှာမထင်မှတ်ဖဲနဲ့လာပြီးတော့မှကြတဲ့ဟာတွေပေါ့နော်အတန်းတော့လေလေရင်သမ်းမဲ့ကြားနေရတာဒါပေမဲ့ဟိုအပေါ်ကနေပြီးတော့မှဘုံကြီးကိုလွတ်လွတ်ချနေတာပေါ့နော်ဒီတိုင်းပဲကျွန်တော်တို့အခုဆိုရင်ဒါ Y8 Y12 ထက်ပို့ပြီးတော့မှဒါဟို Y Y12 ထက်ပို့ပြီးတော့မှဒါ weight တင်ဆောင်နိုင်တဲ့ M410 ဆိုတဲ့လေရင်အုပ်ပေါ့နော် လေရင်အုပ်အစ်ထက်ပြီးတော့မှဟိုဖြစ်တာဒါရခိုင် ဟိုကျဲဖို့ဟိုရည်ရွယ်တဲ့အတွက်ပသိမ်မှာသွားပြီးတော့ထားတဲ့လူတော်တာကျွန်တော်ပြောလို့ရတယ်ဗောနော်အဲ့တော့ရခိုင်ပြည်နယ်မှာလည်းသူရွေးကောက်ပွဲလုပ်ဖို့အတွက်အမျိုး၄မျိုးသူထည့်ပြီးတော့အိမ်မက်ထတာရှိတယ်ဗောနော်ဒီ၄မျိုးအိမ်မက်ထတာ ਨੇ ပတ်သက်ပြီးတော့မှလည်းကျွန်တော်တို့ပြည်သူလူထုတွေ ਨੇ တကယ်သတိထားသင့်ပါတယ်ဆိုတာလေးကိုဒါကျွန်တော်တို့ကအကြံပြုချင်ပါတယ်ဗျာဟုတ်ဟုတ်နောက်တစ်ခုကတော့ဒါမပွေးတိုင်းအမ်ဘရန်တော့နိုင်ရီကံကိုလည်းခုနကျွန်တော်တို့တော်လိုင်းတက်ဖွဲ့တွေကတိုက်ခိုက် တိမ့်ပိုက်နိုင်ပြီလို့လည်းပြောတယ်ဗောနော်တချို့ကလည်းဒါရလူဆဲဆဲဆိုပြီးတော့ဟိုပြောနေကြတာဟိုတကယ်လို့များပုံကဒီနေ့ရေကန်စကန်းကိုကျွန်တော်တို့တော်လေးတက်ဖွဲ့တွေရရှိခဲ့မယ်ဆိုရင်ဒါအကျိုးကျေးဇူးတွေဘာတွေဖြစ်နိုင်မလဲဗောအကျိုးကျေးဇူးဘာတွေဖြစ်နိုင်မလဲဆိုတော့ချက်ကောင်စီမှာကဟိုဆိုင်ရတော်ဟိုရခိုင်ပြည်ရဲ့ဝင်မုတ်တွက်ကကျွန်တော်တို့အမြဲတမ်းပြောပြတယ်အပေါက်၄ပေါက်ရှိတယ်ပဲခူးတန်းရဲ့တစ်ပေါက်မကွေးတန်းရဲ့တစ်ပေါက် ARD တန်းရဲ့တစ်ပေါက်ချင်းပြည်နယ်ရဲ့တစ်ပေါက်ချင်းပြည်နယ်ရဲ့တော့ ပိတ်သွားပြီဒါလုံးဝချင်းတက်ဖွဲ့နဲ့ကျွန်တော်တို့ချင်းတော်လိုင်းတက်ဖွဲ့နေဒီဘက်ကအာရခါတော့အေနဲ့လက်ချင်းချိတ်ပြီးတော့မှပိတ်မိသွားပြီအဲဒါအေရီတိုင်းမဲ့လဲဒါကွာပဲချမ်းလဲအခုဆိုရင်ဒါပိတ်ပြီလို့တော့ပြောလို့ရတယ်ပိတ်ပြီလို့ပြောလို့ရတယ်နောက်ကျွန်တော်တို့ဒါပကိုးတိုင်းဘက်ကဝင်တဲ့အပေါက်မှာလဲကျွန်တော်တို့အဓိကအခရာကြတဲ့ညောင်ချိုးစခန်းကိုကျွန်တော်တို့အာရခါတော့အေရတိတ်မိုက်ထားနိုင်တဲ့အခါကျတော့ သူတို့မကွေးတိုင်းဘက်ကလည်းတခါဝင်လို့မရပြန်ဘူးနောက်ဆုံးတပေါက်ဖြစ်တဲ့အတွက်အဲ့မကွေးတိုင်းကနေမရရအောင်တိုးနေတာမကွေးဘောက်ကနေမရရအောင်တိုးနေတာအဲ့တော့မကွေးဘောက်ကမရရအောင်တိုးနေရနေအခုနိုင်ရကန်ကိုရလိုက်ပြီဆိုတာနဲ့မကွေးဘောက်လုံးဝပိတ်ပြီဒါကြောင့်လဲအခါကတော့အေးကသနာကျွန်တော်ပြောခဲ့တဲ့ထုတ်ပြန်ချက်ကိုပြည်သူလူထုကိုတတိထားဖို့ဆိုတဲ့ထုတ်ပြန်ချက်ကိုဒါကိုရည်ရွယ်ပြီးတော့မှထုတ်ပြန်တာလို့တော့ကျွန်တော်ကသွားပြီးတော့ဆက်ဆက်ပြီးတော့မှတွေးကြည့်မိတယ်ပေါ့နော်။ဘာဖြစ်လဲဆိုတော့နိုင်ရကန်ရပြီဆိုတာနဲ့ကျွန်တော်တို့စစ်ကောင်စီကအဲ့ရခိုင်ပြည်နယ်ဆိုတာကိုသူတို့မြေပုံထဲမှာမမြင်ဘူးတော့မှ ဟုတ်တွားလို့မရတော့ဘယ်ရောက်တွားလို့ရမလဲလေချောင်းကတွားလို့ရမလဲလေချောင်းကဘယ်လိုတွားလို့ရမလဲစစ်တွေလေစိတ်တစ်ခုပဲရှိတော့တယ်တို့အတွားလာလို့ဖို့တွေတို့ဝန်ထမ်းတွေပို့ထားတို့ဒီဝန်ထမ်းတွေတော့လာစာတွေပို့ထားတို့ပြီးလို့ရှိရင်ကျွန်တော်တို့ဒီဟိုဟာဖြစ်တာတို့ဘာလို့ပေါ့ကျန်တဲ့ဟာတွေအုတ်ချုပ်ထောက်ပံ့လုပ်တဲ့ဟာကျွန်တော်တို့စစ်တွေဘက်ကိုလေချောင်းတစ်ခုပဲတွားလို့ရတော့မယ်ပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့ဒီနိုင်ငံကိုရလိုက်ပြီဆိုတာနဲ့အရခါတော့အထင်းချုံနေမြေမှာရှိတဲ့ပြည်သူကိုပို့ပြီးတော့မှမဲတော့မယ်ပို့ပြီးမဲတော့မယ် ။ဘာလို့ကျွန်တော်ပထမပြောခဲ့တဲ့အတိုင်းပဲရေကောက်ဝဲမျိုးလေးမျိုးအိမ်မက်မက်ထားတယ်။အခုဒီတမျိုးဟိုမှာဟိုဟာမှာကြတော့ DNN နေမှာကြတော့သူចောင်းမင်းနဲ့ဒီဘောကိုသူစင်းရဲနဲ့ထည့်ထားတယ်။အခုဒါရလူဆဲဆဲဖြစ်သွားပြီဗောနတမျိုးရသွားပြီ။နောက်တမျိုးသူတို့ဆက်ပြီးတော့မှခြိတက်နေပြီ။အဲရခိုင်ပြည်နယ်မှာကြတော့၄မျိုးတမျိုးမှမရသေးဘူး။ကတ်တော့မကတ်နိုင်သေးဘူးဆိုတဲ့အခါကျတော့ကျွန်တော်တို့ပြည်သူလူထုကိုပဲမဲလာလိမ့်မယ်ဆိုတဲ့ခါလေးကျွန်တော်တို့ကြိုပြီးတော့မှတတိပေးနေတယ်ဗောနော်။ဒီပြီးတော့တွေးခဲ့တဲ့အကြောင်းအရာတွေကြတော့ နိုင်ငံမှာရှိတဲ့တော်လန်ပြည်သူတွေအကုန်လုံးသူပဲကြည့်ကြဖို့ထမှန်ဒီပေးထားလေးဖြစ်ပါတယ်။ဒီမျိုးတွေအလုံးပဲဒီဗီဒီယိုထောက်နေပဲဆုံးသက်လိုက်ပါတယ်။နောက်ထပ်ဗီဒီယိုမှာတော့နောက်ထပ်သတင်းတွေတော်တော်ကျွန်တော်ရဲ့ကိုကြီးရီပေါ်လို့ရှင်ရင်း channel လေးကို like and subscribe လုပ်လဲ like subscribe ပြီးဘေးအကောင်နေတာချင်းတက်လာများဗီဒီယိုသတင်းတွေအားလုံးကြည့်ရှုအဆင်ပြေရဖြစ်ပါတယ်။ည၈နာရီသတင်းစီစဉ်မှာပြန်လည်ဆုံတွေ့ကြပါမယ်။ကျွန်တော်ရဲ့ဗီဒီယိုမှာ HYB Hype နေတော့မြင်းရဲ့နိုင်ငံမှာဒေသရဲ့တော်လန်ပြည်သူတွေနဲ့လည်း HYB ရဲ့ကိုနှိတ်ခဲပေးပြီးအားပေးသွားကြဖို့ထပ်မံတောင်းဆိုရင်းနဲ့ပဲဒီနေ့မနက်ခင်းဗီဒီယိုလုံးနေပဲဆုံးသက်လိုက်ပါတယ်။